ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတပုတ်ကတော့ထိုင်းနဲ့မြန်မာစစ်တပ်အခြေအနေအကျိုးစီးပွားများနဲ့နယ်မြေဒေသဆိုင်ရာအကျက်တဲများဆိုတဲ့ဆောင်းပါးတပုတ်ပဲဖြစ်ပါလေ။လက်ရှိအချိန်မှာထိုင်းနဲ့မြန်မာနိုင်ငံတို့ရဲ့စစ်တပ်ချင်းဆက်ဆံရေးဟာနေဆက်ဒေသလုံးကျုံကြီးဒေသတွင်းနိုင်ငံကြီးလွှမ်းမိုးမှုနဲ့စီးပွားရေးအကျိုးစီးပွားများရှုပ်ထွေးစွာရောရှက်နေတဲ့အခြေအနေတစ်ရပ်ဖြစ်ပါလေ။ ထို့သဖြင့်2021ခုနှစ်ဖေဖော်ဝါရီလအကြံဖက်စစ်အာဏာသိမ်းပြီးနောက်မှာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြိပခများဟာနိုင်ငံချင်းထိစပ်နေတဲ့ထိုင်းနိုင်ငံအပေါ်ဓာတ်ရိုက်တက်ရောက်မှုများရှိလာခဲ့ပါတယ်။ထိုင်းနိုင်ငံမြန်မာနဲ့အရှိဆုံးနယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်တဲ့အပြင်နှစ်နိုင်ငံစစ်တပ်များဟာတမိုင်းကြောင်းရနေဆက်တည်ငြိမ်ရေးနဲ့မူရစ်စည်းဝါး ုံကူးမှုတိုက်ဖြတ်ရေးတို့မှာပူးပေါင်းဆောင်ရွက်မှုအစဉ်လာရှိပါတယ်။ထိုင်းစစ်တပ်ဟာယခင်စစ်အစိုးရများ လက်ထက်ကလေးကမြန်မာစစ်တပ်နဲ့တရားဝင်စီရေးဆက်ဆံမှုနဲ့အစင့်မြင့်စစ်ဘက်ခေါင်းဆောင်များအပြန်အလှန်လဲပတ်မှုများကိုထိမ့်သိမ်းခဲ့ပါတယ်။ထိုင်းနိုင်ငံအားဆီယံအဖွဲ့ဝင် ဖြစ်တော်လဲမြန်မာကျန်းဖတ်စစ်ကောင်စီနဲ့ဆက်ဆံရေးကို လုံးဝဖျက်တောက်ခြင်းမပြုဘဲဂျာဝင်ဆောင်ရွက်ပေးသူ ဒါမှမဟုတ်နေဆက်တည်ငြိမ်ရေးဦးစားပေးသူအဖြစ်မူဝါဒကိုကျင့်သုံးခဲ့ပါတယ်။နေဆက်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့နှစ်နိုင်ငံစစ်တပ်များအ धिक အားဖြင့်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများလက်နက်မှောင်ခိုးကူးမှုလူကုန်ကူးမှုတို့ကိုတိုက်ဖြတ်ဖို့ပူးပေါင်းဆောင်ရွက်မှုများပြုလျက်ရှိပါတယ်။သို့သောမြန်မာပြည်ပခများပြင်းထန်လာတဲ့အခါထိုင်းစစ်တပ်ဟာနေဆက်ဒေတာတည်ငြိမ်အေးချမ်းမှုကိုသာအဓိက ဦးစားပေးခဲ့ပါတယ်2021ခုနှစ်စစ်အာဏာသိမ်းမှုနဲ့ဇက်တိုက်ဖြစ်ပွားနေတဲ့တော်လန်ยีစစ်ပွဲများဟာထိုင်းမြန်မာဆက်ဆံရေးကိုအကြီးအကျယ်စိန်ခေါ်မှုများဖြစ်စေခဲ့ပါတယ်မြန်မာကျန်းဖတ်စစ်တပ်နဲ့တော်လန်ยีအင်အားစုများ PDF EAU ကြား တိုက်ပွဲများပြင်းထန်လာချိန်မှာမြန်မာနိုင်ငံသားထောင်ပေါင်းများစွာစစ်ပြီးရှောင်ရန် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိတ်ရှောင်လာခဲ့ရာထိုင်းစစ်တပ်ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန်တာဝန်ယူခဲ့ပါတယ်။ဤအခြေအနေဟာထိုင်းနိုင်ငံရဲ့လုံခြုံရေးနဲ့လူမှုရေးဝန်ထုပ်ဝန်ဘိုးကိုတိုးလာစေပါတယ်။မြန်မာစစ်တပ်နဲ့ကရင်အမျိုးသားစီယုံ KNU စတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လာချိန်မှာလက်နက်ကြီးကြီးများထိုင်းနေမြေတွေကိုကြားရောက်မှုများနေဆက်ကိတ်များပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာထိုင်းအချုပ်ချာအာဏာပိုင်မှုကိုစိန်ခေါ်တဲ့အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါတယ်တိုက်ပွဲများကြောင့်နှစ်နိုင်ငံနေဆက်ကုန်သွယ်ရေးလမ်းကြောင်းများရပ်ဆိုင်ခြင်းကန့်တခံရခြင်းတို့ကြောင့်ထိုင်းနဲ့မြန်မာနှစ်နိုင်ငံစလုံးရဲ့စီးပွားရေးအကျိုးစီးပွားများထိခိုက်ခဲ့ပါတယ် ထိုင်းစစ်တပ်နိုင်ငံကြီးရဂျားနေဟန်ဆောင်ပင်မဲ့လက်တွေမှာမြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်ဆံရေးတကာဖွင့်ထားတဲ့ engagement မူဝါဒကိုကျင့်သုံးခဲ့ပါတယ်။ထိုင်းစစ်တပ်ရဲ့ဒုကဦးစားပေးဟာမြန်မာပြည်ပခန့်များမှ ထိုင်းနယ်မြေတွေကိုကူးဆက်မလာစေရန်နဲ့နေဆက်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ရန်ဖြစ်ပါတယ်။၎င်းတို့ဟာမြန်မာစစ်ကောင်စီနဲ့ဆက်သွယ်မှုကိုနေဆက်တည်ငြိမ်ရေးအတွက်မရှိမဖြစ်လိုအပ်တယ်လို့ရှုမြင်ကြပါတယ်။ ထိုင်းစစ်တပ်အားဆေးဘေးရှောင်များကိုခလုံဝင့်ပေးခြင်းနဲ့အခြေခံထောက်ပံ့များပေးခြင်းကဲ့သို့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကိုလှုပ်ဆောင်ခဲ့ပေမဲ့၎င်းတို့ဟာမြန်မာဒီမိုကရေစီလှုပ်ရှားမှုများကိုထောက်ခံအားပေးတဲ့မူဝါဒမျိုးကိုမူရှောင်ကျဉ်ခဲ့ကြပါတယ်။ထိုင်းနိုင်ငံမှာစစ်တပ်နောက်ခံအစိုးရမှအရဲသားအစိုးရတို့အပြောင်းလဲဖြစ်ခဲ့ပြီးနောက်မြန်မာရေးကိုပုံမူပွင့်လင်းစွာ ပြောဆိုတဲ့မူဝါဒအချို့ ေါ်ထွက်လာခဲ့ပေမဲ့လက်တွေမှာနေဆက်ဒေတာစီမံခံခွဲမှုမှာထိုင်းစစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှုဟာကြီးမားနေစေဖြစ်ပါတယ်။ထိုင်းစစ်တပ်ရဲ့လုပ်ရများကို၎င်းတို့အမျိုးသားအကျိုးစီးပွားနဲ့နေမြေလုံခြုံရေးရှုထောင့်မှာအဓိကထားလေ့လာသင့်ပါတယ်။ ထိုင်းစစ်တပ်အတွက်မြန်မာပြည်တွင်းရေးမှာမိတိဘက်ကအနိုင်ရသည်ဖြစ်စီ၎င်းတို့နေဆက်ဒေတာငင်းချမ်းတည်ငြိမ်ပြီးဒုက္ခသည်များမစည်းစင်းရေးဟာအရေးကြီးဆုံးဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကနေဆက်ကို ထိန်းချုပ်ထားနိုင်လျင်ထိုင်းအတွက်အဆင်ပြေစေပါတယ်။နှစ်နိုင်ငံစစ်တပ်များဟာနေဆက်ကုံသွေးရေးစွမ်းအင်စီမံကိန်းများ ဥပမာရေအားလျက်စစ်နဲ့တယံဇာတများဆိုင်ရာအကျိုးစီးပွားဖြင့်ချိတ်ဆက်နေကြပါတယ်။ မြန်မာအကြမ်းဖက်စစ်ကောင်စီနဲ့ဆက်ဆံရေးထိမ့်သိမ်းခြင်းဖြင့်ထိုင်းနိုင်ငံက၎င်းတို့စီးပွားရေးရလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့မျှော်မှန်းထားပါတယ်။တရုတ်နိုင်ငံရဲ့မြန်မာပေါ်ဩဇာလွှမ်းမိုးမှုတိုးမြင့်လာခြင်းဟာဒေသတွင်းပြည်ဆိုင်မှုကိုဖြစ်ပေါ်စေပါလေ။ထိုင်းနိုင်ငံအနေနဲ့ဒေသတွင်းနိုင်ငံရေးမျှကြီးကိုထိမ့်ညှိရန်အတွက်မြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်ဆံရေးကိုအတုံးချကောင်ချနိုင်တယ်လို့ယူဆနိုင်စရာ ရှိပါတယ် လက်ရှိထိုင်းနဲ့မြန်မာစစ်တပ်အခြေအနေအားယိုးရှင်းတဲ့ဆက်ဆံရင်းမြူးမဟုတ်ဘဲပြဿနာများကိုလစ်လျူရှုရမရတဲ့အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးတစ်ခုဖြစ်ပါလေထိုင်းစစ်တပ်ဟာမြန်မာအကြမ်းဖက်စစ်တပ်ကိုအပြည့်အဝထောက်ခံခြင်းမဟုတ်ဘဲလက်ရှိအကျိုးစီးပွားလက်ရှိအကျိုးစီးပွားကိုခြေခံပြီးနေဆက်တည်ငြိမ်ရေးနဲ့ဒုက္ခသည်ပြဿနာများထိန်းချုပ်နိုင်ဖို့ဆက်သွယ်နေခြင်းဖြစ်ပါလေ။ ဤဆက်ဆံရေးဟာမြန်မာစစ်တပ်အတွက်နိုင်ငံတကာဖိအားများကိုရှော့ချရန်နဲ့တရားဝင်မှုရဖို့အတွက်အရေးပါတဲ့ထွတ်ပေါက်တစ်ခု ဖြစ်လာစေပါれအနာဂတ်မှာမြန်မာနိုင်ငံရဲ့ပြည်ပခါများဟာပုံမူပြင်းထန်လာပါက ထိုင်းစစ်တပ်ပေါ်နေဆက်လုံးကြုံကြီးဒုက္ခသည်များနဲ့နိုင်ငံတကာဖိအားများ ပုံမူမြင့်တက်လာစေမှာဖြစ်ပါれထိုင်းမြန်မာဆက်ဆံရေးရဲ့အဓိကလမ်းကြောင်းဟာ မြမတော်လန်ကြီးရဲ့အခြေအနေပေါ်တွင်သာအဓိကမူတည်နေပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်